ဟယ်လိုအားလုံးမင်္ဂလာပါရှင်အဝင်မရှင်အာ live from ပြောပွဲပေါ့နော်ဒါ live ကိုကျွန်တော်ပြောပွဲမှာလုပ်နေရပါကျွန်တော်ကအခုတော့ကျွန်တော်အတော်ဒီအိမ်မှာအဲပြောပွဲကဆရာမကြီးဒေါ်ရှင်နဲ့အိမ်မှာကျွန်တော်ကနေပါတယ်ကျွန်တော်အတော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါလည်းကျွန်တော်အမျိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီပြောပွဲမှာဒီလိုမျိုးကြာကြာနေပြီးတော့အခြေချပြီးတော့နေပြီးတော့ကျွန်တော်ကနေကျင်တဲ့လောက်နေပြီးတော့ကုကျင်တဲ့လောက်ကုလို့ရတဲ့အနေအထားကိုရှိတာပေါ့နော် ဲ့တော့ကျွန်တော်ပြောချင်တာကအလှလုံးတဲ့အခါမှာကရက်ထတာလေးကြီးရှိတယ်အဲ့အလှလုံးတဲ့ကရက်ထတဲ့ကိစ္စလေးကိုကျွန်တော်ပြောပြအောင်အခုချိန်မှာရေနဲ့ထမင်းထမင်းဘူးမလိုတော့ပြီးတော့အပြိုအပြက်တွေအပုံတွေချားထဲမှာဒီတောက်ရည်ဘူးတွေဒီထမင်းဘူးတွေပျော်ပွဲအတွက်ကိုပြောတာနော်ပျော်ပွဲအတွက်ကိုပြောနေတာတခြားအတွက်ကိုကျွန်တော်ပြောတာမဟုတ်ဘူးတခြားမျိုးတွေမှာထမင်းလိုခြင်းလိုမယ်ရေးလိုခြင်းလိုမယ်ကျွန်တော်မသိဘူးကျွန်တော်ပျော်ပွဲအတွက်ကျွန်တော်ပြောတာ ပျော်ဝင်တဲ့ဒီနာကရွာနီးချုပ်ဆက်ပေါ့နော်အားလုံးဥမာရမဲသင်းလဲပါတယ်ပျော်ပွဲလဲပါတယ်ထမင်းဘူးလဲမလို့တော့ရေဘူးလဲမလို့တော့ပြီးလို့ရှိရင်နောက်တစ်ခုကဒီပရဟိတကားတွေနဲ့ဟိုကားတစ်စီးနဲ့ဖြင်ထိုးသွားလိုက်တန်းစီပြီးတော့ဝေသွားလိုက်နောက်ကားတစ်စီးနဲ့လာလိုက်ဟိုကပ်ပါကင်ထိုးပြီးတော့ရှိသမျှဟာဝေလိုက်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လာယူတဲ့လူတွေကတကယ်ဒုက္ခရောက်ပြီးတော့ အာတကယ်အိမ်ပြိုအိမ်ပြက်နဲ့တကယ်ကိုဒုက္ခရောက်တဲ့လူတွေကတန်းစီဖို့အချိန်လည်းမရှိဘူးတန်းလည်းမရှိဘူးအဲ့လိုတန်းစီပြီးစားနေတဲ့လူတွေကတတ်တတ်ရှိပြီနော်အဲ့တော့အဲ့ဒါတမျိုးပြီးတော့နောက်တစ်ခုပြောချင်တာကလူတွေအယောက်၄50နဲ့ပရာဟိတအဖွဲ့တွေထွက်တဲ့ကိစ္စကိုကျွန်တော် ပြောချင်တာအဲ့ဒီလူတွေအယောက်၄50လောက်ကားတဲ့ဘော်ကိုတင်သွားပြီးတော့ဘာတွေလုပ်ကြရတော့လို့နော်သမင်းနေဟင်းနေဝေဖို့အတွက်လဲအဲ့ဒီလူအယောက်၄50မလို့ပြောချင်တာပေါ့နော် ဟိုအိမ်ပြုံအိမ်ပြက်တင်များနေတယ်ရှင်းလင်းရေးအတွက်တကယ်ကိုလှုပ်အားနဲ့ပါကျင်တယ်ဆိုလို့ရှိရင်တော့ yes လူတယ်လူတယ်ဒါပေမဲ့အဲ့လူအယောက်50ကိုတင်ပြီးတော့ထမင်းဝေရေဘူးဝေဆိုလို့ရှိရင်တော့သူလက်အယောက်20 30လောက်ကိုတင်သွားတဲ့တင်ကျွေးသွားတဲ့ခရီးစရိတ်တွေကုန်တာပဲအဖတ်တင်လိုက်မယ်ဘာမှမထီရဘူးဘာမှကိုမထီရဘူးပေါ့နော်အဲ့တော့ဟို ပြီးတော့နောက်တစ်ခုကအယောက်20 30လေးလာကြတယ်ပြီးတော့ဘာလို့လှူလဲဆိုတော့ရေတံဘူးနဲ့ထမင်းနဲ့လှူတယ်အယောက်20 30လေးရယ်14ပေကားကြီးတွေရယ်ပေ20ကားကြီးတွေနဲ့လာတယ်ဘာတွေဝေလဲဆိုတော့ထမင်းနေရေတွေပဲထောက်ဝေတယ်အဲ့ထမင်းနေရေတွေပဲဝေတာတွေကအမှန်တမ်းပြောလို့ရှိရင်ဒီမှာရှိတယ်မြို့တွေမြို့တွေမှာရှိတယ်မြို့ကန်ပရာဟိတတွေကိုပတ်စံလှမ်းလွှဲပြီးတော့တည်တည်ချာချာလှုပ်လိုက်ရင်တော့မှ ပို့ပြီးတော့ထိရအောင်မယ်အခုဟာလူအယောက်20လောက်လာတဲ့ဒီအယောက်20ရဲ့ခရီးစရိတ်ဒီအယောက်20ကိုတင်တဲ့ကားစရိတ်ပြီးတော့ဒီရေတံမှုတင်တဲ့စရိတ်ထမင်းမှုတင်တဲ့စရိတ်အစားအသောက်တင်တဲ့စရိတ်ဒီစရိတ်တွေမလိုလားအဖယ်နဲ့ကုန်တဲ့ဟာတွေအတွက်အချိန်ကုန်မခံကျင်တော့မခံစီကျင်တော့ငွေကုန်လည်းမခံစီကျင်တော့ဒီအချိန်ကထမင်းမှုရေမှုဝယ်ရမယ့်အချိန်မဟုတ်တော့ဒီအချိန်ကဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုပြောပွဲမှာဆိုရင်ဘာလို့လဲဆိုလို့ရှိရင်ပြောပွဲမှာ ကျွန်တော်တို့အိမ်ရှင်းပေးဖို့အတွက်ဘာဟိုးတွေလိုတယ်ဘာဟိုးဆိုတာရှစ်တန်ဘာဟိုးမလိုဘူးကျွန်တော်တို့တန်20ဘာဟိုးတွေလိုတယ်ပြောမှမှအိမ်ပြောတာအလုံးပေါင်း200ကျော်တယ်အဲ့အလုံးပေါင်း200ကျော်တဲ့အခါမှာတချို့အိမ်တွေကိုဖြိုတဲ့အခါမှာဟိုဘက်အိမ်မှာလိုက်ပြိုတယ်ဟိုဘက်အိမ်မှာလိုက်ပြိုတဲ့အတွက်ကြောင့်မို့လို့ငလျင်နှုံးကတော့မပြိုပေမဲ့စရင်မထည့်ထားဒါပေမဲ့ဟိုဘက်အိမ်ပြိုဒီဘက်အိမ်ပြိုနဲ့ပြီးတော့မှ တဖြည်းဖြည်းချင်းပြိုလာတဲ့အိမ်တွေလည်းအများကြီးရှိတယ်နော်အဲ့ဒီ အဲ့လိုမျိုးဆိုတော့ဒီ volunteer ထွက်မယ်ဆိုလို့ရှိရင်အဖွဲ့လိုက်အားကောင်းမောင်းတန်တကယ်လုံနိုင်တဲ့လူတွေစုပြီးတော့ volunteer ကိုတကယ်အားကောင်းမောင်းတန်လုပ်ဖို့ထွက်ပါ volunteer ထွက်တဲ့အချိန်မှာ volunteer ထွက်ဖို့ဆိုပြီးတော့ ဘလို့နေရမှာလဲဘလို့စားရမှာလဲကိုကိုတိုင်းနှောင်မှရဲရဲလေးဖြစ်နေတဲ့လူတွေမထွက်ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့လန်ကီကျမ်းမာတယ်။နေရထိုင်ရတာဒုက္ခရောက်ပါတယ်။ရေရှားပါတယ်။နော်။အဲ့တော့ပြောစင်တာကဒီ volunteer ကိုထွက်တဲ့ဟာတွေကခလေးတငယ်တွေမလှူရှားနိုင်တဲ့အမျိုးသမီးတွေတသက်ကြီးရွယ်အိုတွေ volunteer ထွက်เสียမလို့တော့ဘူး။နော်။တကယ်လို့လုံးချင်လို့ရှင်ဘာလို့လဲဘာလို့လဲမေးလို့ရှင်။ တကယ်တမ်းလိုတာကတော့ပြန်လဲထူထောင်ရေးအတွက်အိမ်ဆောက်ဖို့လိုတယ်တချို့တွေကတော့ဟုတ်တယ်အိမ်နှစ်ထပ်တိုက်ပြိုသွားတယ်ဒီနှစ်ထပ်တိုက်ပြိုသွားပြီမှတထေးလိုသာပြောနေကြပြီမှအိမ်နှစ်ထပ်တိုက်ပြိုသွားပြီးတဲ့အခါကျကြီးရှင်တို့မှပြန်ဆောက်စရာပတ်သက်မရှိပြီးလို့ရှင်နောက်တစ်ခုကလည်းဒီအိမ်ကိုပြိုသွားတာတော့စရင်ပေးတဲ့အခါမှာအိမ်ရှင်ကတော့အိမ်ပြိုသွားတဲ့အတွက်အိမ်ရှင်ကရပြီမဲ့စရင်သွားပေးတဲ့အခါကျတော့တကောင်စရင်နဲ့အိမ်ရှင်ကအိမ်ပြိုတာကိုရပြီမဲ့အိမ်ငားတွေကမရပြန်ဘူး တခါအိမ်ငါရတဲ့အခါကျရင်လည်းအခုပြောပွဲမှာဆိုရင်ဈေးယုံကြီးကတကယ်တကယ်ဘယ်လိုပြောမလဲဈေးယုံကြီးပြိုသွားတယ်အဲ့ဈေးထဲမှာရှိတဲ့ဈေးသူဈေးသားတွေဆိုင်ကန်းတွေပြီးတော့ဆိုင်ကန်းငါထားတဲ့ဆိုင်ကန်းလေးတွေပေါ့နော်လမ်းလမ်းမှာရှိတဲ့တိုက်တန်းလေးတွေဆိုင်ကန်းလေးတွေပြိုသွားတယ်အဲ့တိုက်တန်းလေးတွေဆိုင်ကန်းလေးတွေပြိုတော့အဲ့တိုက်တန်းတွေဆိုင်ကန်းတွေရဲ့ပိုင်ရှင်မြေပိုင်ရှင် တိုက်ပိုင်ရှင်ကတော့ရတာပေါ့အဲ့တိုက်တန်းလေးတွေမှာရှိတဲ့ ဥမာဆိုလို့ရှိရင်ကျွန်တော်ဆိုအခုပြောပေါ်မှာတည်တဲ့ကောင်မလေးတယောက်ဆိုလို့ရှိရင်ကွန်ပျူတာစာကြည့်စာရေးလေးလုပ်ထားတာသူရဲ့တိုက်တန်းလေးလည်းပြိုသွားရောတိုက်တန်းလေးလည်းပြိုသွားရောသူဟာဆိုင်ငါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝေစုထဲမှာလည်းမပါဘူးပြန်လဲထူထောင်ရေးထဲမှာလည်းမပါဘူးစရင်ထဲမှာလည်းမပါဘူးသူပျောက်ပျောက်သွားတဲ့သူဒီသူရဲ့ပျောက်ပြတ်သွားတဲ့စီပါရေးအတွက်သူရဲ့ပျောက်ပြတ်သွားတဲ့ဒီအိမ်ကဆိုင်ငါထားတဲ့နေရာလေးအတွက်ပြန်လဲထူထောင်ရေးအတွက်မှာဒီစရင်နေပါမနေဘူး ပြောချင်တာအဲ့ဒါကိုပြောချင်တာပြီးတော့နောက်တစ်ခုနိုင်ငံသားကလှူတဲ့လူတွေနိုင်ငံသားကလှူတဲ့လူတွေကိုပြောချင်တာကနိုင်ငံသားကလှူတဲ့လူတွေကိုကျေးဇူးတင်တယ်ဒါပေမဲ့ on ground မှာနော်နိုင်ငံသားကလှူတဲ့အခါကျလို့ရှိရင်ဘာတွေလာလှူလဲဆိုတော့တအိမ်ကို9သိန်းထောက်ပတ်မယ်အိမ်ပြိုတဲ့လူတွေကိုတအိမ်9သိန်းထောက်ပတ်မယ်ဒီမျိုးမှာအိမ်90ဒီမျိုးမှာအိမ်30ပြောရမယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်စေယုံတက်နေတဲ့လူတွေတောင်မှတချို့တယ်နော်အကုန်လုံးမပြော တချို့တွေဆိုလို့ရှိလို့ရှိရင်ရမဲတင်းတို့ဘာလို့စိတ်ယုံမှာဆိုလို့ရှိရင်အလှရှင်နေလာလှတဲ့အတွက်ကြောင့်မို့လို့ဒီလူနာတယောက်တယောက်ကိုတိတ်20တိတ်30တိတ်40ရတဲ့အတွက်ကြောင့်မို့လို့အခုစေးယုံကနေပြီးတော့မစင်းကျင်ကြတော့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့ဟိုနိုင်ငံသားကနေလှတဲ့အခါကြောင့်လို့ရှိလို့ရှိရင်သူတို့တွေဘက်ကနိုင်ငံသားကလှတွေစိတ်ပြတ်ရင်လှအလှကိုစိတ်ပြတ်မှလှစိတ်မပြတ်ရင်မလှနဲ့ဟိုဘက်ကနေဟိုလိုလေးလှုပ်ပေးပါ ဒီလိုလေးလုပ်ပေးပါဟိုဟာလေးထည့်ပေးပါဒီဟာလေးထည့်ပေးပါပြောချင်တာကတအိမ်ကို၅သိန်းပေးတယ်ပြောပြမယ်နော်တချို့အိမ်တွေကပြိုသွားပြီမဲ့အိမ်ရှင်ဖြစ်တဲ့အတွက်သူတို့မလိုဘူးအိမ်ငါးလိုတယ်တချို့အိမ်တွေကတယောက်ပဲထိတယ်တချို့အိမ်တွေက၄ယောက်သေးတယ်တချို့အိမ်တွေမှာကရှင်ကြံခဲ့တဲ့လူတွေအများကြီးရှိတယ်သေတဲ့လူတွေသေပေမဲ့ရှင်ကြံခဲ့တဲ့လူတွေအများကြီးရှိတဲ့အချိန်မှာဒီအိမ်က၅သိန်းနဲ့လောက်ပေမဲ့နောက်တဲ့အိမ်ကသိန်း90မှပြန်လဲထူထောင်နိုင်မှာနော် ဲ့တော့တအင်းကိုလာပြီးတော့ဟိုလူကို၅သိန်းပေးဒီလူကို၅သိန်းပေးဆိုတဲ့ဟာကမမျှတဘူးလို့ကျွန်တော်ထင်တယ်နော်တချို့အိမ်တွေကလိုတယ်တချို့အိမ်တွေကမလိုအခုဆိုလို့ရှိရင်ကျွန်တော်အပွင့်လင်းဆုံးမျိုးမျိုးအခွားတော်မြောင်ဝင်းကိုကျွန်တော်အိမ်ပြန်ဆောက်ပေးဖို့နော်လုတ်ပေးပေးမယ်သူကစင်းစင်းရဲရဲနဲ့နေပြီးတော့ကိုကတော့ကူညီပေးခြင်းဆိုကိုကတော့ကမကထာလုတ်ပေးမယ်တခါလေကြာလို့ရှိလို့ရှိရင်လောဘဆိုမတတ်တဲ့ဟာတွေကလည်းရှိတဲ့အခါကြာလို့ရှိရင်ကိုကကြားတယ်ကဘလူးဆိုင်တီးရတယ်ဘလူးမကြီးဖြစ်သွားပြန်ရော ဲ့တော့နိုင်ငံသားကနေလူတဲ့လူတွေကဘယ်အိမ်အတွက်ဘာလူပေးလိုက်ပါဘလို့အတွက်လာလူပေးလိုက်ပါဘယ်နေရာကိုလူကျင်နေဘလို့ဖြစ်ချင်နေမြေပြင်မှာလုပ်ပေးရတာအဆင်မပြေပြီးတော့နောက်တစ်ခုပြောချင်တာကကဲအခုရေတန်းဆက်လူမယ်ကျွန်တော်ရေတန်းဆက်ကိုလည်းဒေါ်လာ12000နဲ့လူကျင်နေအဲ့ဒေါ်လာ12000နဲ့ရေတန်းဆက်ကိုဒီနေမှာတည်ဖို့အတွက်အဝီစီတွင်တူရမယ်ရေထွက်နေတဲ့နေရာမရှိဘူးအဝီစီတွင်တူရမယ် အဲ့အဝေးစီတွင်တူးဖို့ကမြုပ်ကန်ဦးဆရာတော်ဆရာတော်တောင်ပြီးခဲ့တဲ့လွန်ခဲ့တဲ့နှစ်တည်းကတူးတာ3900ရှုံးသွားတယ်ရေမထွက်ဘူးအဲ့တော့ तू ကတော့ရေတန်းဆက်1000ပေးတာတော့ဟုတ်ပါဘူးကျွန်တော်ကဒီကနေပြီးတော့နောက်ထပ်သိန်းဘနေရထပ်ဆိုင်ပြီးတော့အဲ့ရေတန်းကြီးကိုထုတ်အောင်လုပ်ရမှာလေပြောချင်တာကလေလှူချင်တဲ့ဟာနဲ့ပေးချင်တဲ့ဟာနဲ့ကလေကွက်တီမက်စီယာဖြစ်နေရအောင်မှာနော်အခုဆိုလို့ရှိလို့ရှိရင်ဘသူတွေကဘာမှမပေးကျင်ကြဘူးလဲဆိုတော့ပတ်စံမပေးကျင်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ရေဖြန့်ဝေရေးမှာ လောင်စာစီမလောက်ဘူးရေတွေကိုရေဝေတဲ့အခါမှာဘာလို့လဲဆိုတော့ဓာတ်စီလိုတယ်ဒီဇယ်လိုတယ်ကားတွေရဲ့မောင်းဝတဲ့ဟာတွေလိုတယ်လူတွေကရေပဲလူကျင်ကြတာဓာတ်စီတွေဒီဇယ်တွေတကယ်လိုတဲ့ဟာကြတော့မလူဘူးဘူးနဲ့လာတဲ့ဟာတွေကတောက်ရေပဲရတာတုံးရေမရဘူးတုံးရေကြလို့ရှိလို့ရှိရင်ကားနဲ့လိုက်ဝေရတာအဲကားနဲ့လိုက်ဝေဖို့အတွက်ကိုကြားလို့ရှိရင်ပတ်စာမလူကျင်ဘူးကပီးထိုးကျင်တယ်ဟိုရှိသမျှဟာတိုင်းကိုကပီးထိုးကျင်တယ်ရှိသမျှဟာတိုင်းဟိုလိုလုံးကျင်တယ်ဒီလိုလုံးကျင်တယ်စစ်ကူးတွေနေရတော့လေ အရန် okay တယ်ဥမာဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ကိုရေတက်နဲ့ရေကန်နေတွေကိုထဲတဲ့ညစ်ပတ်သွားတဲ့ရေတက်နဲ့အလုံးကြီးဒါနိုင်ငံသားကနေလာတဲ့ကက်မီကောတွေကိုလှူကျင်တယ်ပျော်ပွဲမှာမလို့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပါလဲမန္တလေးကိုလှူရမယ်နောက်ထပ်တစ်ခုတင်းစားဖို့အတွက်တာလဘတ်တွေ ဟာယာယီတဲဆောက်ဖို့ယာယီတဲဆောက်ဖို့ဆိုပျော်ပွဲမှာဘသူမှကွင်းမြင်ထဲမှာလည်းမနေဘူးလမ်းဘေးမှာလည်းနေမနေဘူးတာလဘတ်တွေလည်းယာယီတဲဆောက်ဖို့လည်းသူတို့ကိုသွားပေးစရာလို့မနေဘူးအဲ့ထွန်းကြောင့်မလို့ကျွန်တော်ဒီမှာယာယီတဲဆောက်ဖို့တာလဘတ်မလို့ပြီးနောက်တစ်ခုအာယာယီရွေလျားအိမ်သာပျော်ပွဲမှာလို့မနေအဲ့လိုပေါ့နော်မလို့တဲ့ဟာတွေကိုမရကျင်တာမလို့တဲ့ဟာတွေကိုမဖြစ်စေကျင်တော့တာသိလား ထမင်းနဲ့ရေဘူးတွေဝေတာကိုရက်လိုက်ပါပြီးလို့ရှိရင်နောက်တစ်ခုကအထီးရောက်ဆုံးကမြို့ခံပရာဟိတလူတွေနဲ့ဆက်တွယ်ပါနော်မြို့ခံပရာဟိတလူတွေမြို့ခံတကယ်သိတဲ့လူတွေနောက်ဆုံးဟုတ်ကြောင်းနေရှိမယ်ပရဟိတအတင်းနေရှိမယ်လူမျိုးမရေးဘာသာမရွေကိုဝယ်နေပြောပါဟိုကုညီနေတဲ့အတင်းနေရှိမယ်ဒါတွေနဲ့တွေ့ပြီးတော့ဒါတွေနဲ့မြေပြင်မှာလှုပ်ပြီးတော့လှုပ်ပေးပါပြီးလို့ရှိရင်အလှလှတဲ့အခါမှာလဲစိတ်ပြတ်မှလှပါ မှန်မှန်ကန်ကန်လှူတဲ့လူတွေစီကိုလည်းလှူပါအခုဟာဘလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့လှူနေရင်တော့မှဂျားဖြတ်ဟော तू อ่ะအိမ်ပြိုွားလို့သူ့ကိုပေးလို့ရမလားဟိုကဟိုလိုဖြစ်လို့ပြဿနာဘာလဲဆိုတော့ကိုအလှူတစ်ခုလုပ်ဖို့ပေးလိုက်ပြီဆိုလို့ရှိရင်ဘေးနားကနေတန်းစီတိုးစားပြီးတော့ဝိုင်းပြီးတော့အုံတဲ့လူတွေကအများကြီးကျွန်တော်ကအဲ့လိုမလုပ်ဘူးကျွန်တော်ဘာလဲဆိုတော့တကယ်လိုတဲ့အိမ်ကိုတကယ်လိုတကယ်လိုတဲ့ဟာကိုကျွန်တော်လုပ်မယ်အခုကျွန်တော်ပြောပွဲမှာလုပ်နေတဲ့အမ်လုပ်ငန်းစဉ်တွေကိုကျွန်တော်ပြပြမယ်เนาะကျွန်တော်အဓိကကရမဲသိန်းစေးရုံမှာ ရေစင်းနေပြူသွားတဲ့အတွက်တော့တုံးရည်မရှိဘူး။တောက်တောက်ရည်ရောတုံးရည်ရောအင်နာရည်ရောခွက်စိတ်ခန်းရည်ရောဘာမှမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေစင်းနေလုပ်ပေးခဲ့တယ်။ရေရေရအောင်လုပ်ပေးခဲ့တယ်။ပြီးတဲ့အခါမှာဒါဟိုနောက်တစ်ခုကဆေးဝါးဆေးဝါးအတွက်လုပ်ပေးခဲ့တယ်။အခုဟာကျိုးတာပဲ့တာကြေးတာပြီးတော့ရွာနီးချုပ်ဆက်ကားရှိတဲ့ဟာဒီအများကြီးရှိတယ်။အဲ့ဒီဟာတွေအတွက်ကုဖို့အတွက်ဒီနားမှာရှိတဲ့ဆေးရုံတွေအမှန်တမ်းအောင်ကျွန်တော် medical supply တွေပေးတယ် medical supply တွေလုပ်တယ် တပြိုင်တည်းမှာပဲကျွန်တော်ကဘာလုပ်လဲဆိုလို့ရှိရင်မြို့တန်ရှိရင်အတွက်မြို့ကံဦးစရာတော်ကဥဆောင်တဲ့ဟာမှာကျွန်တော်ကဘာလဲဆိုတော့မြို့ကံဦးစရာတော်ကအခုလောလောဆယ်ဒီခရိန်တွေရှိနေတယ်ဘတ်ဟိုးတွေရှိနေသေးတဲ့အတွက်မြို့ကံဦးစရာတော်စီမှာကုညီပေးနေတဲ့အပါချီ group ရှိတယ်အာရွှေတောင် group ရှိတယ်သူတို့တွေကနေပြီးတော့ကုညီတဲ့ဟာကိုကျွန်တော်ကနေပြီးတော့နေသားသမားလေးတွေကိုငှားပြီးတော့နေသားသမားလေးတွေကိုကျွန်တော် ကပတ်စံပေးပြီးတော့ဒါလူအင်အားနဲ့ထပ်ပြီးတော့အင်အားဖြည့်တာ နောက်ဆုံးနေသားသမားတွေကိုကျွန်တော်ကဘယ်လိုတောင်လုပ်လဲဆိုလို့ရှိရင်သူများကတသားဝက်ပေးတဲ့အချိန်မှာကျွန်တော်ကဈေးဖြတ်တာမဟုတ်ဘဲနဲ့နေသားသမားတွေလည်းအလုပ်လေးရပါစေအလုပ်လေးရသွားပြီးတော့သူတို့တွေလည်းဒီအလုပ်ကနေပြီးတော့တတ်တတ်မှတ်မှတ်ရပါစေဆိုပြီးတော့ကျွန်တော်ကတရက်ကို2000ပေးတယ်တရက်ကို2000ပေးတဲ့အပြင်ထမင်းကိုကြားလို့ရှိရင်ဒီမှာအဝစား2000နဲ့ထမင်းမှုဝယ်ပြီး2000ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က2000ကတခါဘာလဲဆိုတော့ထမင်းမှုဝယ်ပြီးတော့ပြဿနာဘာလဲဆိုတော့အဲ့ဒီလုပ်ငန်းခွင်မှာ ိုကအမိုက်ရှင်းကျင်လို့သွားတဲ့ကိစ္စမှာအဲ့ထမင်းဘူးတွေနဲ့စားပြီးတော့ထမင်းဘူးတွေရေဘူးတွေနဲ့အမိုက်တွေပြန်ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဗာလဲဆိုလို့ရှိရင်နေ့လယ်ပိုင်းအလုံနာတဲ့အချိန်ကျရင် hygiene နဲ့တို့အားလုံးသွားခေါ်ထမင်းဆိုင်မှာ2000မဟုတ်ဘူး2500ပေးတယ်ဝအောင်စားအဝစားပြီးလို့ရှိရင်အလုတ်ကိုလည်းအပြေဝလို့တို့ကိုထမင်းလဲကျွေးတယ်ပတ်စံလဲပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ပရာဟိတလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေလည်းပတ်စံစုမိပါစေ။သူတို့လည်းအထုံးနဲ့အထည်နဲ့ရသွားပါစေ။ဟို ငလျင်ဘေးတင်းတဲ့လူတွေလည်းဒုက္ခရောက်တယ်လို့ဒီလူတွေလည်းစားစရာမရှိလို့အလုလာလုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါဟိုဘယ်လိုပြောမလဲအလှလုတဲ့အခါမှာညီလူမျှလူဖြစ်ပဲဖြစ်ရမှာပေါ့နော်ကျွန်တော်ကအဲ့တော့သူတို့တွေကိုရတဲ့ပတ်စံဒီပတ်စံအတိုင်းအင်ဂျန်ယူသွားထမင်းဘိုးလည်းမကုန်စေရဘူးပြီးလို့ရှိလို့ရှိရင်ဒီမှာအာလုတ်နေတဲ့အချိန်မှာကျွန်တော်ဘက်ကအလုံးအစစရရအစင်ပြေအောင်ကျွန်တော်ဘက်ကနေပြီးတော့အကုန်လုံးစီစဉ်ပေးထားတယ်ဒါတွေကဒီလိုဖြစ်ရမှာပေါ့နော်ဒါကတော့ကျွန်တော်လုပ်တဲ့လုပ်ငန်းစဉ်ပြီးလို့ရှိရင်နောက်ထပ်အိမ်နေ ဆက်ပြီးတော့ဖြိုးစရာတွေရှိတယ်ဆက်ပြီးတော့လုံးစရာတွေရှိတယ်အော်အခုဆိုလို့ရှိရင်ဘွားတော်မြောင်ဝင်းကအဲသူ့အိမ်လေးကိုပြန်ပြင်ဆောက်ဖို့စဉ်းစားပြရစေဦးနေပါဦးဟိုလိုဒီလိုဆိုတော့ပြောပြမယ်ကြောက်ဝဲမှာဖြိုးစရာအိမ်အလုံး200ထဲမှာမတတ်နိုင်တဲ့လူက150အလုံး90တတိတွေဖြစ်တဲ့အတွက်ကိုဘာမှမလုပ်ပေးလဲရတယ်သူတို့ဘာသူတို့လုံနိုင်တာလဲဖြစ်တယ်နော်အဲ့တော့အခု ဒီလိုလိုနေတဲ့လူတွေအတွက်ကျွန်တော်ကထပ်ပြီးတော့တင်ပေးနေဦးမှာပဲထပ်ပြီးတော့လှုပ်ပေးနေဦးမှာပဲထပ်ပြီးတော့သူတို့တွေအတွက်လိုတဲ့လူတွေကိုအလှူခံပေးနေရအောင်မှာပဲအဲ့တော့အဲပြောချင်တာကကြတော့စိတ်ပြတ်မှလူပါပြီးလို့ရှိရင်နိုင်ငံသားကနေပြီးတော့လဲဇညွန့်နေရေးရေးပြီးတော့မလှူပါနဲ့ပမာပြီကိုဇညွန့်နေရေးရေးပြီးမလှူပါနဲ့ဆိုတာဟိုနေရာလေးတော့ဟိုလိုလှုပ်လိုက်ပါဒီနေရာလေးတော့ဒီလိုလှုပ်လိုက်ပါဆိုပြီးတော့ပမာပြီကလူတွေကိုဇညွန့်နေမရေးခိုင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အစဉ်ပြင်းပြေးတယ်လို့လုပ်နေရတာကျွန်တော်အခု ရေမထွက်တဲ့အတွက်ကြောင့်မလို့ရေထွက်တဲ့အဝီစီတွင်းမှာကျွန်တော်ကဆိုလာတက်ပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့လျှောက်အညာမှာရေရှားတော့မယ်နော်။ငလျင်လှုပ်သွားတဲ့အတွက်ရေကြောတွေလည်းပျောက်သွားပြီရေတွေလည်းမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ထပ်ပြီးတော့ရေမရှားရအောင်ရှိနေတဲ့ရေထွက်တဲ့အဝီစီတွင်းမှာပဲရေပေါ်ပေါ်လှိုင်လှိုင်ထွက်အောင်လောင်စာစီလည်းမကုန်အောင်ဓာတ်စီဒီဇယ်ဘိုးစီလည်းကျွန်တော်ကစိတ်ပူစရာမလိုအောင်တခါတည်းဆိုလာတက်ပေးခဲ့လိုက်အဲ့တော့ ဒီရှိလျှောက်ပူပြီးတော့ရေရှားမဲ့အချိန်မှာတခါလေအဖေကဖြည့်ရှင်းပြီးသားဖြစ်သွားပြီနော်အဲ့တော့ဟမဝင်းလက်ကလက်ပတ်လေးကချစ်စရာလေးတဲ့ဝဲမလားဝဲလို့ရှိရင်ရောင်းမယ်ရတဲ့ပုစံအကုန်လုံးရေပေးလှူပေးမယ်ဒါကရွှေနဲ့စိမ်နဲ့နီလာနဲ့လှုပ်ထားတာနော် Eva Eye လေးကိုလဲကိုလဲလာတော့လေကိုအန်နီယကင်းဘေးရှိအောင်လို့ရှိသမျှ Eva Eye တွေအကုန်လုံးတတ်ထားကဲအဲ့တော့ပြောချင်တာကြတော့လေဟာလှူတဲ့အခါမှာ အနောက်ကနေပြီးတော့ကျွန်တော်တို့ကိုပံ့ပိုးတဲ့အလူရှင်တွေရဲ့ငွေအားလည်းအများကြီးလိုပါတယ်ဒါပေမဲ့နိုင်ငံသားကလူတွေဆိုလို့ရှိရင်တလုံးနဲ့တရဲတခဲတဲ့နဲ့လှူနိုင်တာနေအရင်များပါတယ်အဲ့အတွက်ကြောင့်မို့လဲအရင်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီကဲကိုမြေပြင်ကိုစင်းပြီးလှူနေတဲ့လူတွေကိုဇက်ညွန်းနေရေးပြီးတော့ဒီဇလန်တိုင်းကပါဆိုပြီးတော့ကခိုင်းလို့မရနော်ပြီးလို့ရှိရင်နောက်တစ်ခုကပျော်ပွဲမှာယွာနီးချုပ်ဆက်ကနေပြီးတော့တည်သွားတဲ့လူတွေအများကြီးပဲ အဲ့ယွမ်းနီးချုပ်ဆက်ကတည်သွားတဲ့လူတွေကိုဆရင်ကောက်ပြီးတော့လိုက်ပြီးတော့ခေါ်ပြီးတော့လိုက်ပြီးတော့လှုပ်ဖို့ကလေပပလည်းမပြန့်ကျဲနေတာလေအများကြီးရှိတယ်။အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဖမ်းမိအောင်အုံမိအောင်ဩဘသူကတော့ကျိုးတယ်ကြည်တယ်ဘသူကတော့တည်တယ်ဘသူကတော့ရှင်တယ်တည်ဝါတဲ့လူတွေအတွက်လည်းနင့်နာကြီးပေးကျင်တယ်လို့ရှင်ခဲ့တဲ့လူတွေမှလည်းတချို့တွေဆိုလို့ရှိရင်အမေကြီးဖီကြီးကြံနေပြီးတော့တားတွေတမီးတွေတည်သွားတာရှိတယ်။တချို့တွေကြတော့လေတန်တမာမာကြီးကြံနေပြီးတော့အဖိုးတွေအဖွားတွေဆုံးသွားတာရှိတယ်။ ပြောချင်တာလူဝတ်ချက်တွေမတူဘူးဆက်လက်ပြီးတော့ရှင်သန်နေတဲ့လူတွေမှာဆက်လက်ပြီးတော့ဟိုဒီဆက်လက်ရှင်သန်ပြီးနေထိုင်ဖို့ကအရန်ကိုဒုက္ခရောက်တဲ့အခါမှာသမင်းတပူးနဲ့လည်းမရတလို့ရေတပူးနဲ့လည်းမရတဲ့အတွက်ကြောင့်မို့လို့အလှလှတဲ့အခါကြလို့ရှင်ထိထိရောက်ရောက်နဲ့ဘလိုမျိုးလှရမလဲဆိုတာကိုစဉ်းစားပြီးတော့ပြုစီစဉ်တာကိုပြောတာစေတနာတရားတရားထက်တန်တာတော့ဟုတ်တယ်ဒါပေမဲ့ဒီစေတနာတရားတရားရဲ့အနောက်မှာအတုံးဝင်မှုရေရှည်တည်တတ်မှု ပြီးတော့ဒီဟာကကိုလူတဲ့အလူကဘလောက်ပြန်အကျိုးပြုမလဲဆိုတာလေးကိုထည့်သွင်းပြီးတော့စဉ်းစားစေခြင်းနဲ့ပြီးတဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့မကောင်းတဲ့အချက်တစ်ခုကကြာတယ်ဘာလဲဆိုတော့လူတွေကပြောရမယ်ဆိုလို့ရှိရင်လောဘလောဘအရင်များတယ်လောဘအရင်များတယ်ဆိုတော့ကျွန်တော်ကအခုအိမ်နေပြင်ဖို့ပတ်စံကောက်တဲ့အခါကျလို့ရှိရင်အဖေါ်တော်မြောင်ဝင်းတဲ့အိမ်နဲ့မဟုတ်ဘူးအဖေါ်တော်မြောင်ဝင်းအိမ်ကဒါပထမဦးဆုံးအိမ်တိုင်ကျွန်တော်တို့စလုပ်နေတာနောက်ထပ်အိမ်တွေအများကြီးကြာနေတယ်နောက်ထပ် ဒီကဒုက္ခရောက်တဲ့လူတွေအများကြီးကြံသေးတယ်အဲ့ဒီဟာတွေအတွက်ကျွန်တော်ကုမာဖြစ်တဲ့အတွက်ကျွန်တော်အလုံးဝရသမျှဟာကိုအဘွားပြောင်းများဝင်တအိမ်နဲ့ကျွန်တော်စောက်ပေးလို့မရဘူးအဲ့လိုမျိုးပြောတာပေါ့နော်အဲ့တော့ဟိုပြောရမယ်ဆိုလို့ရှိရင်လူတွေကမြင်တဲ့အခါကြလို့ရှိရင်အလူလူမဲလို့ပြောတဲ့အခါကြလို့ရှိရင်အလူခံတဲ့လူတွေထဲမှာစီကံရှိတဲ့လူတွေရှိတယ်လို့စီကံမရှိဘဲနဲ့လောဘဇောတက်တဲ့ဟာတွေကလည်းရှိတယ်အဲ့တော့အဲ အလှလေးတွေလှတတ်အောင်ပြောချင်တာကတော့တကယ်လိုအပ်တဲ့နေရာတွေမှာတကယ်လိုတဲ့ပစ္စည်းတွေရှိရဥပမာကျွန်တော်စီကိုတာလဘတ်တွေရောက်တာဆိုလို့ရှိရင်ကျွန်တော်အခုအမရဘူရမှာတက်နေထိုးပြီးနေနေတဲ့နေရာကိုကျွန်တော်ကပြန်ပြီးတော့တစ်ဆက်လှပေးမယ်ဘာဖြစ်လို့ကျွန်တော်တို့ဒီမှာတက်နေမလို့အဲ့လိုပေါ့နော်အဲ့တော့ဟိုလှတဲ့လူရောအလှလက်ခံတဲ့လူရောဂျားတဲ့ကနေပြီးတော့ကျွန်တော်တို့လိုအလှပွဲစားပေါ့ရှင်အလှပွဲစားပဲပြောရမှာပေါ့ဘာဖြစ်လို့ဆိုတော့သူများတွေလှတဲ့ပတ်စံနဲ့ကျွန်တော်တို့က ဒီဘက်မှာစီစဉ်ခန့်ခွဲပေးရတဲ့အခါကျတော့ဒီနေ့ရဲ့လိုအပ်ချက်နဲ့မနှက်ပြန်လိုအပ်ချက်နဲ့ကမတူပြန်ဘူးအဲ့တော့ကျွန်တော်ကအခုဘာလဲပြောပွဲမှာကျွန်တော်တို့ကဘာလိုလဲဆိုရင်အိမ်ဆောက်ပစ္စည်းတွေလိုပါတယ်ပြန်လည်ထူထောင်ရေးအတွက်အိမ်ဆောက်ပစ္စည်းတွေလိုမယ်ပြီးတဲ့အခါကျလို့ရှိရင်ပြန်လည်ထူထောင်ရေးအတွက်ပစ္စည်းတွေရှင်းဖို့ဒီအမိုက်ပုံတွေရှင်းဖို့ဒါတွေအတွက် volunteer တွေလည်းလိုမယ်ကားတွေလည်းလိုမယ်အမျိုးစုံလိုမယ်အဲ့အတွက်ကြောင့်မလို့ volunteer တွေလာခြင်းလို့ရှိရင်လည်းပြောပွဲကိုလာခဲ့ပါအနေအစားတွေက volunteer လုံမှဖြစ်တဲ့အတွက်အပန်းဖြေခရီးမဟုတ်တဲ့အတွက်ကြောင့်မဟုတ်လို့အပန်းဖြေခရီးလို့တော့တွေးထားလို့မရဟို volunteer လုံမဲ့လူတွေကဘယ်မှာနေရမှာလဲတို့ပမာစားရမှာလဲတို့ဘလို့လို့ရမှာလဲဆိုတော့တကြံအတွင်းအပန်းဖြေခရီးထွက်ချင်လို့ရှိရင်ကိုဖာကိုကိုကိုတခြားစိန်ဝင်းနဲ့ရောင်းရင်းများပဲဖြစ်ဖြစ်တခြားဟာနဲ့ volunteer ခရီးထွက်လိုက်ကြဒီလိုမျိုးတကယ်လာလို့မယ်ဆိုလို့ရှိရင်တော့စဉ်းစားပြီးတော့သူများအတက်ကိုကယ်ဖို့သူများအတက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ကယ်ပေးဖို့တကယ်ကိုကနေပြီးတော့လုံအားပေးရဆိုတဲ့အနေနဲ့လာမယ်ဆိုလို့ရှိရင်တော့လုံအားပေးစိတ်ဓာတ်ကလေးတော့ထည့်လာမှတော့ရမယ်ပေါ့နော်အဲ့တော့အာအလုံးကိုပြောစင်တာကတော့ဒီလောက်ပါပဲအလူမှမြင်နေရတာကအပေါ်ကနေပြီးတော့ပတ်စံလှူတဲ့လူနဲ့ဈားတွေကအလူပွဲစားနဲ့တကယ်အလူခံတဲ့လူတွေเนี่ยနည်းနည်းမခေါ်ဘူး connection တွေပြတ်နေတယ်လို့မျိုးဖြစ်နေတယ်ခံစားရလို့ပါအဲ့တော့ဟိုကျွန်တော်တို့ပြောပွဲမှာဆိုလို့ရှိရင်เนาะရေရဲ့အစားအသောက်ရဲ့လုံးဝမလိုတော့ပါဘူးပြောပွဲကိုရေနဲ့အစားအသောက်နဲ့ ထပ်ပြီးတော့ပေးစရာမလိုတော့ပါဘူး။ရွာနီးချုပ်ဆက်ကိုပေးခြင်းတော့ပေးပါ။အရန်ကောင်မှရေနဲ့အစားတောင်းနဲ့လူကျင်တယ်ဆိုရင်လည်းလူပါ။ဒါပေမဲ့မလိုတော့ပါဘူး။အရန်ကိုပြည့်စုံနေပါပြီ။လိုနေတာကမြို့ရဲ့ပြန်လည်ထူထောင်ရေးမြို့တန့်ရှင်းရေးအဲ့ဒီအမိုက်တရိပ်အမိုက်တရိပ်ဆိုတာဒီအပြိုအပြက်ဖယ်ရှားရေးပြီးလို့ရှိရင်အပြိုအပြက်ကြားထဲမှာမှပြန်လည်ပြီးတော့အသက်တိဆောက်ရေးဒါတွေလိုနေပါတယ်။အဲ့ဒါလေးတွေကကျွန်တော်နောက်ပိုင်းလည်းအလှခံပါမယ်။လိုတဲ့တနိုင်တဲ့လောက်လူပါ။ပြီးတော့ဖြည်းဖြည်းချင်းလူပါ။ အခုတစ်ခေါက်တည်းနဲ့ပြီးတော့မှမဟုတ်ဘူးရေရှည်သွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်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 ချင်းလှူပါတထောင်ချင်းစီလှူလဲရရတယ်9000ချင်းစီလှူလဲရရတယ်100 200လှူလဲရရတယ်နောက်ဆုံးပြောချင်တာကလေဘာဖြစ်လို့လဲဆိုတော့အိမ်ကြီးအများကြီးကြံသေးတယ်အိမ်ကြီးအများကြီးပြန်ဆောက်ပေးရမှာကြံသေးတယ်တိမ်နဲ့တိမ်ရမတူဘူးကြောအဖတော်မြောင်ဝင်းကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်ခန်းလေးနဲ့တယောက်ရဲ့အိမ်ကြီးဆောက်ပေးလို့ရပေမဲ့မိသားစု၄5ယောက်ကြံတဲ့အိမ်ကိုကြာလို့ရှင်ကျွန်တော်တို့ကတခန်းနဲ့ဆောက်ပေးလို့မရတော့ပြန်အဲ့တော့ တအိမ်နဲ့တအိမ်ရဲ့လိုအပ်ချက်လေးနဲ့တအိမ်နဲ့တအိမ်နဲ့အာဟိုအားနည်းချက်လေးတွေကမတူတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှေ့လျှောက်လဲပြောပေါ်ရတဲ့သတင်းတွေကိုအမြဲတမ်းတင်ပေးနေမယ်ကျွန်တော်ရဲ့ဒီအလှူနဲ့ပတ်သက်လို့စရင်းစစ်ရှင်တယ်ဆိုလို့ရှိရင်လဲကျွန်တော်ဘဏ်အကောင့်တွေအကုန်လုံးကိုကျွန်တော်က0စက်တင်နဲ့ထားပြီးတော့လက်ကြံငွေတွေအကုန်လုံးကိုလည်းကျွန်တော်ကဒီငလျင်အတွက်လို့ထားထားပြီးတော့ကျွန်တော်ကဒီ20ကျွန်တော်2930ပေါ့ဒီမတ်လ2930တဲက ဝင်သမျှ transaction တွေအားလုံးကိုကျွန်တော်ကိုအချိန်မရွေးအခါမရွေးစစ်ချင်တဲ့လူတိုင်းစစ်ချင်တယ်လို့စစ်လို့ရပါတယ်တကယ်စရင်စစ်အဖွဲ့တွေဘလို့ပဲစစ်စစ်ပါနိုင်ငံတော်အစစ်မဲ့စစ်စစ်ပုဂ္ဂလိကကနေပြီးတော့လာပြီးတော့ပဲစရင်စစ်ချင်တယ်လို့စစ်စစ်ကျွန်တော်မှာ စီးရင်နေပြဖို့အစင်းသင်းရှိပါတယ်စီးရင်နေလဲအကုန်လုံးရှိပါတယ်ကျွန်တော်အားလုံးကိုရှင်းရှင်းလင်းလင်းနဲ့ဘဏ်အကောင့်အကုန်လုံးကိုကျွန်တော်07တရနေထားပြီးတော့ကျွန်တော်ရှိသမျှဘဏ်အကောင့်အကုန်လုံးကိုကျွန်တော်သုံးပါတယ်ပြီးတော့တခါတည်းပြောစင်တာကတော့ကျွန်တော် women တန်း page ပဲသုံးပါတယ်အကောင့်မသုံးပါဘူးဘယ်အကောင့်နဲ့မှကျွန်တော်လိုက်ပြီးတော့အလှမခံပါဘူးရှင်အဲ့တော့အလှအလှလူပေးတဲ့လူတွေအားလုံးအာတကယ်ကိုကျေးဇူးတင်တယ်အားလုံးကိုလည်းတာဓုခေါ်တယ်အဲတခြားဘာသာဝင်တွေလည်းဒါကိုယ့်ရဲ့ဘာသာအယူအယ အဲရှိသမျှအဲဒါပေါ့နော်အင်အားတွေကနေပြီးတော့အားလုံးကောင်းချီးပေးပါစေလို့ကျွန်တော်အားလုံးဆုတောင်းရင်းနဲ့ကြော်ဝဲနေနှုတ်ဆက်လိုက်ပါရရှင်